ဘိုးမဟုတ်တဲ့ဟာကရွရွမဟုတ်ဘူးဒါကဗာလဲ prophetic စကားတွေပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဆူတောင်းခြင်းနဲ့တကွမဟုတ်ခြင်းနဲ့ဒီတဘိုးကိုဘလုံးမဟုတ်မလဲဆိုတော့ပထမတစ်ခုကမြန်မာပြည်အတွက်เนาะဖခင်ရဲ့ဒါပြောင်းလဲခြင်းယူလာဖို့အတွက်ကျွန်တော်ကဒါတဘိုးမဟုတ်ပြီးတော့မှเนาะဆူတောင်းมาဖြစ်တယ် Myanmar be Piang Lecce Yabu Myanmar be Gongzabu Myanmar be Piyaya Alin Ro Tadana Chayo Bune No Myanmar be So I'm blowing this trumpet in prayer for uh, my country, Burma, that God will bring change to this nation and God will hear the prayers of all these people that are suffering. And also God will bring, you know, a prosperity and healings to our land. เนาะဒါကကျွန်တော်ရဲ့တဘိုးအားဖြင့်စူတောင်းချက်ဖြစ်တယ်သူအော်တိုဘာလအာတရက်နေ့ပေါ့စက်တင်ဘာလ29ရက်နေ့လွန်ခဲ့တဲ့ဒီလမှာအစ္စရေးလူမျိုးတွေရဲ့ဂျူးလူမျိုးတွေရဲ့ကယ်လန်ဒါပေါ့သူတို့ရဲ့ပြည်သူကယ်လန်ဒါမှာကဘာလဲဆိုတော့နှစ်တက်ဖြစ်တယ်တကယ်တော့ကျမ်းစာထဲမှာဘုရားသခင်ပြောထားတဲ့အစ္စရေးလူမျိုးတွေရဲ့ကယ်လန်ဒါကဘယ်မှာစလဲဆိုတော့ပတ်တခါပွဲမှာစတာ The month of Nisan လို့ခေါ်တယ်ဒါကဘာလဲဆိုတော့ဟို spring spring time မှာဖြစ်တယ် အခုက fall season ရောက်လာပြီဒါပေမဲ့ဂျူးလူမျိုးတွေကတော့အခုကဗာလဲ new year ကိုအခုမှ celebrate လုပ်တယ်ပြောမယ်ဆိုကျမ်းစာရဲ့ calendar မှာပြောမယ်ဆိုရင်ဒါ pass over ဖြစ်တဲ့ပတ်တခါကသူတို့ရဲ့နှစ်တကူဖြစ်တယ်အခုသူတို့ကျင်းပတဲ့တဘိုးခရပွဲကနှစ်တကူအနေနဲ့သူတို့ကျင်းပတယ်ဒါပေမဲ့ဒီဟာကကျမ်းစာထဲမှာပဲချိန်လဲဆိုတော့ခုနှစ်လမြောက်တော့နေ့ဖြစ်တယ်ခုနှစ်လဆိုတာကကျမ်းစာမှာဗာလဲအနာယူတော့ချိန် ဘုရားရဲ့เนาะစီမံကိန်းပြည့်ပြည့်စုံလာတဲ့အချိန်ဖြစ်တယ်။အနားယူရမယ့်နေ့ဖြစ်တယ်။အဲ့တော့ဒါက prophetic စကားနဲ့ပြောမယ်ဆိုရင်အခုခေတ်ကเนาะအယံကိုမန်ကန်နေတယ်။ဘာလို့လဲဆိုတော့တမချန်းစာရဲ့ history ကိုကြည့်မယ်ဆိုရင်နှစ်6000ပြည့်သွားပြီ။အခုကျွန်တော်တို့ကပဲခုနှစ်မှာရောက်နေလဲဆိုတော့နှစ်9000လဲမှာရောက်နေ။တော့ဘုရားကဘာလဲဆိုတော့ phantsin chin ပြုတ်ပြီးတော့မှ9ရက်မြောက်တော့နေမှာအနားယူတယ်။အဲ့တော့နှစ်6000ပြည့်ပြီးတော့အခုနှစ်9000ထဲမှာရောက်လာတဲ့အခါခရစ်တော်ပြန်ကြွလာမလား။ ဒါကိုအတင်းတော်ကနော်စောင့်မြော်နေတာဖြစ်တယ်အဲ့တော့ခုနှစ်နှစ်ခုနှစ်ရက်ပြောက်မြောက်တော်နေမှာခရစ်တော်အနားချမ်းသာမှာပြောတယ်ငါ့ငါ့ရဲ့တရက်ဟာမင်းတို့ရဲ့ပါလေအနှစ်တစ်ထောင်ဖြစ်တယ်လို့ချမ်းသာမှာလည်းပြောထားတာရှိတယ်အဲ့တော့အနှစ်ခုနှစ်နှစ်နော်အနှစ်ခုနှစ်ထောင်ထဲဝင်လာတဲ့အခါဘုရားအနားယူတဲ့နော်ဒါ allegorical လည်းဖြစ်နိုင်တယ်ဒါမှ literal လည်းဖြစ်နိုင်တယ်တော့ကျွန်တော်တို့ကပါလေဆိုအနားယူမဲ့အချိန်ရောက်လာတော့လောကကနဲ့ကျွန်တော်တို့ကိုနော်ခက်ခဲခြင်းဆင်းရဲခြင်း စ조사အထုတ်ခြင်းကနဲ့ကျွန်တော်တို့ကိုပါလဲရွေးနှုတ်ပြီးတော့မှအနာယူပြီးတော့မှဘာလို့ဆိုတော့တဘိုးမုတ်ပွဲပြင်ပါလာမလဲဆိုတော့အထုံးမဲ့လို့ခေါ်တဲ့အပြစ်ဖြေလွတ်တဲ့အချိန်ရောက်လာအပြစ်ဖြေလွတ်ပွဲပြီးသွားတဲ့အခါမှာပါလာလဲဆိုတော့တကနေပွဲဆိုတဲ့တဲတော်ပွဲလာတဲတော်ပွဲကဘာလို့ဖို့လဲဆိုတော့အနာယူဖို့ဖြစ်တယ်အဲ့တော့ဒီတဘိုးမုတ်ပွဲကဘာလဲဆိုတော့ခေါ်တဲ့အချိန်ဖြစ်တယ်အဲ့ဒီတဘိုးမုတ်ပြီးခေါ်တဲ့အချိန်ပြီးတာနဲ့ပါလဲအစ်တီလာနိုင်ငံမှာလူတွေအားလုံးကတဘိုးမုတ်လိုက်တဲ့အခါမှာ ကုန်လုံးကတောင်ပေါ်တက်လာပြီးယေရုရှလင်ပိမှန်တော်မှာလာပြီးကိုးကွယ်မှုလာရတယ်။ကျွန်တော်အသင်းတော်အတွက်အချိန်အများကြီးမကြံတော့။ဒီနေ့က prophet တွေပြည့်စုံတဲ့အချိန်ကာလနောက်ဆုံးတော့အချိန်ဖြစ်တယ်။ယုံကြည်သူတွေအတွက်တမန်တော်သည်နဲ့အသက်ရှင်မှုအချိန်ဖြစ်တယ်။လွန်ခဲ့တဲ့တပတ်ကကျွန်တော်ပါဦးကြားလေဆို the the start of jacob လို့ပြောတယ်။ the start of jacob ဆိုတာ dj ပွင့်ကခရစ်တော်မွေးတဲ့အချိန်မှာဘက်လင်ပေါ်မှာထွန်းတောက်တဲ့ချိန်ဖြစ်တယ်။အဲ့ဒီချိန်ကအနှစ်2000မပွင့်ခဲ့ဘူး။ အနှစ်2000လုံးလုံးမထင်ရှားခဲ့ဘူးအခုဗာလဲလွန်ခဲ့တဲ့အစ္စရေးလူမျိုးတွေရဲ့နှစ်တကူရောရှာရှနာသဘိုးမုတ်ပွဲမှာအဲ့ဒီကျေကထွန်တောက်လာဒါကရိုးရိုးမဟုတ်ဘူးဒါကဗာလဲနောက်ဆုံးတော့ကောင်းကင်မှာကျေတယ်နော်နော်နမိတ်လက္ခဏာအပြင်ပေါ်ပြပါဗျာအခုကဗာလဲဆိုတော့အဲ့ဒီ the start of jacob ကထွန်လင်းလာတဲ့အခါအနည်းနဲ့ထောင်လုံးလုံးပျောက်သွားတာခရစ်တော်မွေးဖွားတဲ့အချိန်ကပျောက်သွားတာအခုထိပဲပညာရှိတွေလာပြီးတော့မှဒီကျေကိုကြည့်တဲ့အခါမှာမေရှိယမွေးပြီဆိုတာသူတို့သိတယ် ဒုတိယအချိန်ထွန်းတောက်တယ်ဆိုတာကဒါခရစ်တော်ပြန်လာဖို့နေနေပြီအဲ့တော့ကျွန်တော်တို့အတွက်ကဒါအချိန်တိတ်မကြမ်းတော့လောကရာတွေအားလုံးเนาะကျွန်တော်ရှာဖွေထားတဲ့ဘန္နာစီစဉ်အားလုံးထားခဲ့ရတော့ရုတ်တရက်ဆိုလို့တွတ်သွားတော့ဖရားဘုံနဲ့ပြည့်ပြီးတော့မှအကုန်ခြံထားခဲ့ရဒါကြောင့်မို့เนาะကျွန်တော်တို့ရဲ့အနေထားအခြေအနေတည်းမှာပဲရုန်းကန်ကြိုးစားပြီးတော့မှကျွန်တော်ဝิญဉာဉ်တက်တာအတွက်မပြင်စင်ဘဲနဲ့ရုတ်တရက်ထသွားမယ်လို့မဖြစ်ရလေအောင် ဲ့သဘောကိုမုတ်ပြတာဖြစ်တယ်။တလောကယေရုရှလင်ရဲ့ကောင်းကင်ရမှာစစ်ကြီးကြီးဖြစ်နေတဲ့အချိန်မှာထူးဆန်းတဲ့အဖြစ်ပြက်တခုဖြစ်တယ်။အဲ့ဒါဘာလဲဆိုတော့သဘောတန်နေကြတာ။ဘာအတံဘယ်ကထွက်လဲမသိဘူး။တို့တို့ဒါဗီဒီယို record နဲ့တေးချောက်ယူတာတယောက်မဟုတ်ဘူး။လူပေါင်းများစွာအဲ့ဒီအတောင်ကြားပြီးတော့ညအိတ်လို့မရအောင်ဘာတန်လဲဆိုပြီးတော့တို့တို့ကြိတ်ကပါ။သဘောတန်ဖြစ်ပြီ။ဒါပေမဲ့ဒီသဘောတန်ကဒါကွက်ချားဖြစ်တဲ့အတွက်ခေါ်လေးရတော့เนาะဖះကကျွန်တော်ခေါ်လေးတာတော့မဟုတ်ဘူးဒါပေမဲ့နမိတ်လက္ခဏာကိုပြတာ ထူးဆန်းတဲ့အတန်ကြာအဲ့တော့ခြီဆောင်ချင်းတော့မလာသေးပါဘူး။ဘာလို့သဘိုးတန်ကလာရင်ကွက်ချားလာမှာပေါ့။လောကတစ်ခုလုံးမှာရှိတဲ့အသင်းတော်ယုံကြည်သူအားလုံးကိုတပြိုင်တည်းလာ။ပြီးကျေလောင်တဲ့အတန်နဲ့လာမယ်လို့ပြောတယ်။ရိုးရိုးတန်မဟုတ်တလောကလုံးကြာရ။ပြီးကျွန်တော်ကအဲ့ဒီအတန်ကြားတဲ့ကြားတာနဲ့ချက်ချင်းကျမ်းစာမှာပြောတယ်ဗါလေမြတ်သမိတ်အတွင်းမှာကျွန်တော်တို့ကပြောင်းလဲတော့ ဣသရေလနိုင်ငံမှာအကြီးမြတ်ဆုံးဒါသူတို့အင်မတန်မှယုံကြည်လေးစားရတဲ့ရာဘိဆရာကြီးသူမတေခင်မှာဘန်ဂျာမင်နာတန်ယာဟုအဲ့အချိန်နိုင်ငံရေးလောကမှာစဝင်လာတဲ့အချိန်ပေါ့ပြောမယ်ဆိုရင်ငငယ်လေးရှိသေးတယ်ဟောဣသရေလ Prime Minister သူ့ကိုတွေ့တဲ့အခါမှာနော်ဒါ audio တွေရှိတယ်သူ့ဒါ recording လုပ်ထားတာရှိတယ်။ဘာပြောလဲဆိုတော့မင်းကနောက်ဆုံးတော့ဣသရေလလူမျိုးရဲ့ Prime Minister ဖြစ်မှာ မင်းကာလပြီးသွားတဲ့နောက်မှာမေရှိယလာတော့မယ်လို့ပြောတယ်။သူအဲ့လိုပရောဖက်ပြုခဲ့တာ။မင်းရဲ့နောက်မှာနောက်တယောက်တက်လာဖို့မရှိတော့ဘူး။ Israel နိုင်ငံမှာ။ဒါသူရဲ့ပရောဖက်ပြုချက်။ဒါဆိုအမတန်ထူးဆန်းတာကဘင်ဂျာမင်နာတန်ယာဟုက Prime Minister ဖြစ်တာက"အိုးနော်တထန်းတထန်းမဟုတ်ဘူးတောက်လျှောက်ကိုဒါ Prime Minister ဖြစ်နေတာ"သူက Israel သမိုင်းမှာအကြဆုံးအသက်အရှည်ဆုံး Prime Minister သူက။ဒါပေမဲ့ဒီ ရာဘီဆရာက तू prime minister အဲ့လောက်မဖြစ်ခင်ကတည်းကနဲ့ तू က prophet ပြုပြီးမှဆုံးမသွားတာ तू ပြောတာကမင်းကာလမှာမင်းကဘန်ဂျာမင်မျိုးဖြစ်တယ်နောက်ဆုံးတော့ Israel နိုင်ငံရဲ့နော်ဝင်ကြီးချုပ်ဖြစ်မယ်မင်းပြီးသွားတဲ့အခါမှာမေရှိယကလာတော့မယ်ပြောလို့ပြောခဲ့တာပြီးရင်မင်းလက်ထက်မှာတဲ့ Israel နိုင်ငံမှာငါတို့ရဲ့ဗိမာန်တော်ဆောင်းရမယ် तू အဲ့လိုဟောခဲ့တာအဲကြောင့်မို့ဒါစင်ချင်စရာရှိတယ် နော်သူတယောက်တည်းမဟုတ်ဘူးတခြားကျမ်းစာကိုလေ့လာတဲ့ prophet ကိုလေ့လာနေတဲ့သူတွေကလည်းဗာပြောရဆို Benjamin ဆိုတဲ့အမျိုးကပြီးသွားရင်ဘယ်အမျိုးကလာအုပ်ဆုံးမလဲဆိုတော့ဒါဝိအမျိုးလာအုပ်ဆုံးတော့ဒါဝိအမျိုးကဗာလဲဆိုတော့ယူဒအမျိုးနယ်ဖြစ်တယ် Benjamin အမျိုးနယ်ပြင်ပါလာမလဲယူဒအမျိုးနယ်လာယူဒအမျိုးနယ်ခြံသိပ်မျိုးနယ်လာအုပ်ဆုံးမှာတမိုင်းထဲမှာကြည့်ပါ ပထမဆုံးနော်ရှောလူဖြစ်တဲ့ Benjamin အမျိုးအစ်တေလလူကိုအုပ်ချုပ်တယ် ပြီးတဲ့အခါမှာသူ့ထက်ကြီးမြတ်တဲ့ဒါဝိအမျိုးဒါဝိကိုယ်တိုင်ပေါ့ဒါဝိအမျိုးမဟုတ်ယူဒအမျိုးနယ်ဖြစ်တဲ့ဒါဝိမင်းကြီးကအရှင်ပင်ဖြစ်တယ်။ဣတေလတမိုင်းထဲမှာဒါဝိကရှင်ပင်ဖြစ်ပြီးတဲ့နောက်မှာရှောလမုန်လက်ထက်မှာကဣတေလနှချောင်းကွဲသွားပြီ။ဆိုတော့ဒါဝိကသူ့ရဲ့နောက်ဆုံးသောရှင်ပင်အနေနဲ့ဒါတတ်မှတ်လို့ရတယ်။ဒါကြောင့်အခုလည်းပဲပါလဲဗန်ဂျာမင်အမျိုးပြင်းနောက်လာမဲ့အမျိုးကပါလဲဒါဝိရဲ့အမျိုးနယ်ယေရှုခရစ်တော်ကဒါဝိအမျိုးနယ်လို့ကျမ်းစာမှာပြောတယ်။အဲ့တော့ ဒါဝိမျိုးနယ်ကဘာလဲဆိုတော့ the tribe of judah နော်ဒါချင်သိအမျိုးနယ်ဒါယူဒအမျိုးနယ်လို့ပြောတယ်။တော့ခရစ်တော်လာပြီးတော့နော်အုပ်ဆိုးဖို့အတွက်ဒါသူတို့ Israel လူမျိုးကိုယ်တိုင်ကကိုအဲ့လိုယုံကြည်တာ။ကျွန်တော်တို့လည်းပဲဘာလို့ဆိုတာခရစ်တော်လာတော့မယ်ဆိုတော့ယုံကြည်နေတာ။မွတ်စလင်လည်းပဲပါတယ်သူတို့ရဲ့ကြီးမြတ်တဲ့မာဒီဆိုတဲ့ကယ်တင်ရှင်လာတော့မယ်ဆိုတော့သူတို့ကကြီးမြတ်တဲ့ပရောဖက်ကြီးနော်ကယ်တင်ရှင်လာတော့မယ်ဆိုတော့သူတို့ယုံကြည်တာဖြစ်တယ်။ ဒါကြောင့်မို့ဒါကတိုက်ဆိုင်မှုမဟုတ်ဘူးဒီနေ့ကျွန်တော်တို့ပါလေခရစ်တော်လာဖို့အတွက်အချိန်ကနေကနေပြီအဲ့တော့ယာကုပ်ရဲ့အကျေကထွန်းတောက်တဲ့အခါမှာအယံကိုထူးဆန်းတာတခုလေးတော့ပြောချင်တယ်ဒါတော့အတိအကျဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့အဲ့ဒီ theory လေးကိုဒီလူတယောက်ကတွားပြီးတော့ပေါ်ပြထားတယ်ယာကုပ်ရဲ့ကျေကဘာဖြစ်လဲဆိုတော့ရိုးရိုးကျေနဲ့မတူရိုးရိုးကျေဆိုရင်တော့ဒီလိုကျေလိုမျိုးထွန်းတောက်ပြီးတော့မှအယောင်ကတမျိုးပဲပေါ်တာเนาะအယောင်လဲတဲ့ဟာအခုယာကုပ်ရဲ့ကျေကဘာဆိုတော့ လက်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 နဲ့သူကအယောင်ပေါင်းစုံကိုထွန်းတောက်နေတာအဲ့ဒီအယောင်ပေါင်းစုံထွန်းတောက်ပြီးတော့မှမန်ပြောင်းတဲ့အနိကကြီးလိုက်တဲ့ခါမှာသူကတည်ငြိမ်မနေဘူးသူကလှုပ်လှုပ်ခတ်နေတာအဲ့ဒီအလင်းကလှုပ်ခတ်ပြီးတော့မှထွန်းတောက်ပြီးတော့မှနေတဲ့ခါမှာကျတော့အဲ့ဒီကျေကလူတယောက်ကဘာပြောထားလို့လဲအဲ့ဒါကကျေမဟုတ်ဘူးတဲ့ဒါကဖျားရဲ့နော်ပလင်ရှိမှခစားတဲ့ခေရုဘိန်နော်ကောင်းကင်မှာဖြစ်တယ်လို့ပြောတယ်။ဒါဆိုအဲ့ဒီကောင်းကင်မှာကိုစန်းစာထဲမှာပြောထားတာရှိတယ်ရေစီချေလာထဲမှာလေ။ ။ तू ကဘာပြောထားလဲဆိုတော့အဲ့ဒီကောင်းခင်တမန်ကเนาะဒီယထာဘိန်းကဲတို့တကိုယ်လုံးမျက်လုံးနဲ့ပြေဝပြီးတော့အတောင်6ခုရှိပြီးတော့မှတွားတဲ့အခါမှာဒီကွင်းဆက်တွေကထွန်းတောက်ပြီးတော့မှအယောင်ပေါင်းစုံဗရမယာနီလာမြတွေเนาะကဲတို့ထွန်းတောက်ပြီးတွားတယ်တော့ဖျားရဲ့ဘုံဆိုတာဘလောက်ထွန်းတောက်လဲဆိုတော့အခုနေထက်အစပေါင်းရာနဲ့ချီပြီးတော့လဲနေလို့ပြောတယ်။ဒါကြောင့်ဒီကျေကဒါကျေမဟုတ်ဘူး။ဖျားရဲ့ပလင်တော်မှာခစားတဲ့ ခေရုဘိန်ကိုယ်တိုင်လာပြီးတော့မှခရစ်တော်လာဖို့ကို သူကြောင်ညာတယ်လို့ပြောတယ်။အဲတော့ယေရှုမွေးဖွားတဲ့ကာလမှာလူတွေတော့ကြီးလိုက်တဲ့အခါကောင်းကင်ရံမှာဒါကိုပါတယ်ကျယ်လို့ပြောတာ။ကျယ်ကသွားပြီးတော့မှယေရုရှလင်မြို့မှာရှိတဲ့ဘက်လင်အပေါ်မှာရက်နေတယ်လို့ပြောတယ်။အဲတော့ကျယ်ကအဲ့လိုမသွားဘူး။ကျယ်ဆိုတာကတဏှာမှာပဲရှိတတ်တယ်။နော်နေရွှေ့ပြောင်းနေဆိုတာကဘာကြီးကရွှေ့ပြောင်းလို့ဒါပေမဲ့အဲ့ဒီခြေကအတိအကျဘက်လင်မြို့မှာလာနာတယ်ဆိုတာဒါကောင်းကင်တမန်ဖြစ်နိုင်တယ်လို့နော်အဲ့ဒီအဲ့ဒီလူကသူ့ယူဆလို့ပြောတယ် ဲ့တော့လူတွေနဲ့အနေနဲ့တော့အလင်းကိုမြင်တဲ့အတွက်ဒါကျယ်လို့ပြောတာမြတ်မတာကောင်းကင်ထမှာဖြစ်နိုင်တယ်ကျွန်တော်တို့ထင်လို့ကောင်းကင်ထမှာကလူနဲ့ခေါင်းနဲ့အဲ့လိုမဟုတ်ဒီမှာခုနရေစေကြည်လာတဲ့မှာအဲ့လိုပြောထားတယ်ငါကြည့်ရှုရခေရုဘိန်တို့အနားမှာယထာဘိန်တခုရှိတယ်ဘိန်တို့လည်းကြောက်မြက်ရွယ်အစင်းရောင်ရှိတယ်ကြောက်မြက်ရွယ်ဟာထွန်းလင်းတာဘိန်လေးခုတို့ဒီပုံတဏ္ဍာန်တညီတည်းရှိ၍ပုံတဏ္ဍာန်တညီဘိန်တခုထဲ၌ဘိန်တခုတတ်တကယ်လို့ရှိတယ်တဲ့ချင်း သွားလာတော့ကဘိန်းလိမ့်မျက်နာတညီတဲ့သွားတယ်မလဲပဲသွားတတ်တယ်အဲ့လိုပြောတယ်နော်ထိုဘိန်းတို့ကိုစက်ကြာဟူတော့အမိဖြစ်တမုတ်တီကိုငါကြားရတယ်အဲ့တော့ခေရုဘိန်းဆိုတာကကောင်းကင်တမန်အမျိုးနယ်ထဲမှာဒါဖျားရဲ့ပလင်အနည်းဆုံးမှာဒါခစားတော့သူတွေဖြစ်တယ်ဆိုတော့ဖျားနဲ့အနည်းဆက်ဆုံးနေတဲ့နော်ကောင်းကင်တမန်တွေဖြစ်တယ်သူတို့မှာကထွန်းတောက်တဲ့အယောင်ကနော်ဒါဖျားဆိုတော့ကျွန်တော်စဉ်းစားကြည့် ဒါရိုးရိုးကျယ်တွေတဲ့အင်မတန်မှထွန်းလင်းနေဆိုတဲ့သဘောရှိအဲ့တော့အဲ့မှာတော့လှုပ်တုပ်လှုပ်တုပ်နဲ့အဝိုင်းလေးမြင်တာသူကဒါဆက်ကြလို့လဲနေတယ်ပေါ့နော်ဒါကခေရုဘိန်ဖြစ်နိုင်တယ်လို့ပြောတယ်ဒါတော့ theory တစ်ခုပါနော်တအကြီးပြောတာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒါဖြစ်နိုင်ခြေလေးကိုဒါနော်စဉ်းစားစရာလေးโอเคအဲ့တော့ဒီ start of jacob เนาะ start of jacob လို့ပြောတဲ့အတွက်ဒါကြောင့် israel ရဲ့အလံထဲမှာပါပါတယ် star ပါအဲ့ဒါ star တော့ပါလေ David star of David ဆိုတာဒါဝိအမျိုးနွယ်ရဲ့ကျယ်ဒါ star of David လို့ပြောတယ်သူတို့ရဲ့ Israel မှာပါတယ်ဟုတ်တယ်မလားတစိ့သုံးနေမှာပါတယ်ဆိုတာကျယ်တပွင့်ပဲအဲ့တော့အဲ့ဒီကျယ်ရဲ့ပုံသက်တရားပါလဲဆိုတာမေရှိယကိုယဉ်ညွန်းပြီးတော့သူတို့လှုပ်ထားတာအဲ့တော့ကျမ်းစာထဲမှာလဲယာကုပ်ရဲ့ကျယ်ထွန်းလင်းပြီးတော့လာမယ်လို့ပြောတာအခုကျွန်တော်တို့ကြတော့ပါလဲအဲ့ဒီကျယ်ကခရစ်တော်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကနော်ဒီလို ယုံကြည်ခံယူတာဖြစ်တယ်။ဒါကြောင့်မို့တဘိုးခရာပွဲဒါကိုတမဟောင်းထဲမှာကျွန်တော်လေ့လာပြီးတော့ဂျူးလူမျိုးအစ္စရေးလူမျိုးတွေကတဘိုးခရာပွဲကိုဘလို့ကျင်းပပြီးဘလို့ခံယူလဲဆိုတာကိုနှုတ်ကပတ်တော်အဖြစ်ကျွန်တော်ဆင်ခြင်မှုဖြစ်တယ်။ဝိပ္ပယကြံခန်းကြီး23ပိုင်းငယ်23 24 25ကိုသူတို့ကကျွန်တော်ဖတ်ကြည့်ရအောင်။ ျမ်းစာမှာဗာပြောတယ်ဖရာရဲ့ပွဲတော်လို့ပြောတယ်နော်သာရဖရာရဲ့ပွဲငါသာရဖရာဤပွဲတော်များဟုတ်ကျမ်းစာထဲမှာဣတိလလူတွေကိုကျင်းပဖို့ပွဲခုနှစ်ပွဲပေးထားတယ်အဲ့ပွဲကဣတိလလူတွေပဲဣတိလလူတွေနဲ့ပဲဆိုင်တဲ့ပွဲလို့ကျမ်းစာမှာမပြောဘူးသူကဗာပြောထားတယ်ငါသာရဖရာဤပွဲတော်လို့ ာရဘုရားပွဲဖြစ်တဲ့အတွက်ဒီနေ့အတင်းတော်ယုံကြည်သူနဲ့လည်းဆိုင်တယ်ဆိုတာကိုဒါပေါ်ပြချင်တာဖြစ်တယ်။ကျွန်တော်တော်တော်များများအတင်းတော်တွေကဟာဓမ္မဟောင်းတွေကပွဲတွေဆိုတာကဒါဣတိလနဲ့ပဲเนาะဒါကျူးလူမျိုးနဲ့ပဲဆိုင်တဲ့ပွဲလို့ပြောမဟုတ်ဘူးဒါအားလုံးကလာလတ်တ်တော့မေရှိယကိုယဉ်ညွန်ပြီးတော့မှကျင်းပနေတဲ့ပွဲတွေဖြစ်တယ်။ဒါကြောင့်ထာဝရဘုရားကပြောငါထာဝရဘုရားရဲ့ပွဲတော်ဣတိလလူရဲ့ပွဲတော်လို့မပြောဘူး။အဲ့တော့အဲ့ဒီပွဲကိုပြောဓမ္မစီဝေခြင်းပွဲလို့ပြောတယ်။အဲ့တော့ ကျောင်းအလုံးတည်တယ်ပွဲကခုနှစ်ပွဲရှိတယ်ပတ်တခါပြီးတဲ့ခါမှာအဇူမာအူတီအဲ့ဒါကဘာလဲဆိုတော့ sprint time မှာကျမဒါကြောင့်နှစ်တက်ကပဲအချိန်စလဲဆိုတော့ပတ်တခါပွဲညမှာနှစ်တက်စတာဖြစ်တယ်ဒီမှာပထမ၃ပွဲကဒီဘက်မှာเนาะအဲ့ဒါက sprint ဆိုတာဟိုဘာလဲနွေဦးပေါ့နွေဦးမှာစတာပြီးတဲ့ခါမှာအခုက4မှာခုနှစ်လမြောက်တော့အချိန်မှာမှသူတို့က trumpet ဆိုတဲ့သဘောခရပွဲကိုကျင်းပတယ် အဲ့တော့ပထမဒီဘက်ကဖျောင်းနိုင်ရဲ့ဒီဘက်ကပွဲ၃ခု၄ခုက ပြည့်စုံသွားပြီလုတ်ပြီးသွားပြီဒီဘက်က၃ခုအခု4 season မှာကျင်းပမဲ့ပွဲကမလုတ်ရသေးဘူးဒါကြောင့်အခုနှစ်တက်လို့အစ္စရေးလူမျိုးတွေပြောတဲ့ Rosh Hashanah ကဘယ်ချိန်မှာစလဲဆိုတော့ trumpet ပွဲမှာစတာခုနလမြောက်တော့အချိန်မှာစတာပတ်တခါပွဲကခရစ်တော်ကကျွန်တော်ရဲ့ပတ်တခါတူးတငယ်အနေနဲ့တည်သွားပြီ ဓမ္မဟောင်းမှာလည်းပတ္တကပွဲကျင်းပပြီးသွားပြီ။ရွေးနှုတ်ချင်းပြီးသွားပြီ။ခရစ်တော်အသေးခံကြပြီကျွန်တော်ရွေးနှုတ်ချင်းရသွားပြီ။ဒုတိယပွဲကလည်း unliving လို့ခေါ်တဲ့အပြစ်ကင်းလို့ချင်းเนาะအစုမပွဲ။ဒါယုံကြည်သူတွေကဘုရားရှိမယေရှုအဖင်ဖြောင်းမရလို့ရောက်သွားပြီ။ဒါကလည်းပြည့်စုံသွားပြီ။ဒါအစုမပွဲ။တတိယပွဲကပါလဲဆိုတော့ fast fruit အဦးတီတော့ပွဲဆိုတာခရစ်တော်ကတည်ခြင်းကနဲ့ပထမဆုံးရှင်ပြန်ပြီးတော့မှကျွန်တော်တို့လည်းပဲပြန်ပြီးတော့ ရစ်တော်လာတဲ့အချိန်မှာရှင်ပြန်มาပြတ်တဲ့ခရစ်တော်ထဲမှာပြည့်စုံသွားပြီအဲ့ပွဲ၃ခုပြည့်နောက်ဆုံးတစ်ခုလည်းပဲဒါစတုထမြောက်လည်းပြည့်စုံသွားပြီဘာပွဲလဲပင်တေကုတ်တိပွဲဒါရက်90မှာသူတို့ဣတိလလူတွေကြတော့ပြည့်ညက်တော်ကိုခံယူတော့နေပွဲဖြစ်တယ်ကျွန်တော်တို့ကြတော့ဗာလေအတင်းတော်မှာတန်ရှင်တော်ဝိညာဉ်တော်ရက်90မှာဆီလွတ်ပြီးတော့မှအတင်းတော်စတင်ဖြစ်ပေါ်လာတဲ့နေ့ဖြစ်တယ်အဲ့ဒါကပင်တေကုတ်တိပွဲပြီးသွားပြီသားတွေက အခုမပြီးပဲကြံနေတဲ့ပွဲ၃ပွဲရှိတယ်။ပထမဆုံးလာမဲ့ဟာကအခုဂျူးလူမျိုး အစ္စရေးလူမျိုးတွေကနှစ်တစ်ကိုကျင်းပတဲ့အခါမှာရိုရှာရှနာခေါ်တဲ့ the trumpet ပွဲဖြစ်တယ်။အဲ့ဒါကအစပြုတာ။အဲ့ဒီသဘောခရပွဲလာမဲ့အချိန်ကကျွန်တော်တို့အတွက်မပြည့်စုံဘူးဆိုတာအတင်းတော်မှာကျွန်တော်ခြီဆောင်ချင်းလာတဲ့အချိန်မှာသဘိုးမုံမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကအခုလာမဲ့ပွဲဖြစ်တယ်။အာမင်။အဲ့တော့သဘိုးခရပွဲကိုလွတ်လို့မရဘူး။ တပုတ်ခရပွဲလွတ်သွားရင်တော့စောနာကเนาะကျွန်တော်ဒီအပြစ်ကင်းစင်တဲ့เนาะအထုံးမဲ့ဆိုတဲ့ပွဲ နောက်ပြီးတော့เนาะတကင်နေပွဲဆိုတဲ့ Tabernacle ကိုကျွန်တော်ကျင်းပခွင့်ရမရတော့အခုဒီချိန်ကယေရှုတော်ကာလပင်တေကုတ်တင်နဲ့ Trumpet ကြားထဲမှာရှိတဲ့ကာလဖြစ်တယ်ပင်တေကုတ်တင်နဲ့တပုတ်ခရမတိုင်ခင်ကြားထဲမှာကာလဖြစ်တယ်အဲ့တော့အခုကဘာလာတော့မလဲဆိုတော့ Trumpet ပွဲလာတော့မယ်ဒါကြောင့်ကျွန်တော်ခုနကတပုတ်ခရပေါ့ အဲ့ဒီသဘိုးမုတ်တော်နေ့မှာအပြစ်ပြုတော်တူပဲလေရဲ့နောင်တရပြီးတော့ဗိမာန်တော်မှာလာပြီးတော့အပြစ်ဝင်ချကိုးကွယ်တော်နေ့ဖြစ်တယ်။နောင်တရတော်နေ့ဖြစ်တယ်။ repentance ကျွန်တော်တို့အသိတော်အတွက်ဒီကနေ့เนาะနောင်တအချိန်เนาะဒါသဘိုးမုတ်ပွဲမတိုင်ခင်เนาะပင်ဒီကုတ်တင်နဲ့ဒီသဘိုးမုတ်ပွဲမတိုင်ခင်မှာကျွန်တော်တို့ကိုဗါလဲနောင်တရဖို့အချိန်ပေးထားတာဖြစ်တယ်။တိကောခန်းကြီး15ထဲမှာလည်းဒီလိုပြောထားတယ် 51တယ်မှာနဲ့နေတော့အရာတစ်ခုကိုငါပြအောင်မီငါတို့ရှိသည်မျှဒီအိပ်ပျော်ရကြသည်မဟုတ်တို့တော်လည်းနောက်ဆုံးသောသဘုံမုတ်တော့ခါအဲ့လိုပြောတခဏချင်းတွင်မျက်စိတမိတ်၌ဆိုတော့အဲ့ဒါကိုအင်္ဂလိပ်လိုဆိုရင် in a twinkle of an eyes twinkle ဆိုတာဒီမျက်တမိတ်အတွင်းမှာဖြစ်တယ်အဲ့ဒီလောက်ထိမြန်တယ်ကြောက်ပါလဲဆိုတော့ဒီလက်စမီကိုကျွန်တော်တို့ကခလုတ် switch ဖွင့်လိုက်တယ်ပိတ်ချင်ရင်ပါလဲဆိုတော့ချက်ချင်းပိတ်လိုက်ရတယ် 到下午，爱的浪漫，对吧？灵感路，对吧？灵感的 speed 呢？对对啊啦。现在灵感啦，啊，这先拿图，第二拿图，啊，弄个，特别那，哎，你都无耽误，加来扛，脱了，脱了，比如嘛，快到那，就七十五间了嘛。哦、uh，跨越数赢家了，但啊，恐龙变数亚没？恐龙变咪咯，gallery 咯，啊啦个把的，他妈数微晶片的，啊哪有亚晶片的？快到五十五间，我我, Barbie, 我看最角落那边。<S <S ။ဒါကြောင့်မို့ဒီနေ့တဘိုးခရာပွဲရောက်လာဖို့ပြင်ဆင်နေတာဖြစ်တယ်။ကျွန်တော်နှလုံးသားပြင်ဆင်ဖို့ဖြစ်တယ်။နော်အဲ့ဒီတဘိုးတန်ကိုမလွတ်သွားဖို့အတွက်ဒီနေ့ဒီနောက်ကပတ်တော်အဖြစ်ရောက်စီတိုင်းကိုခေါ်အပ်ပေးတာဖြစ်တယ်။ဘုရားကောင်းကြီးရှိပါစေ။